တင်ဆက်ပေးမယ့်သတင်းကတော့ကြောင်တကူမှာပြကန်းပြပွားတာကြောင့်စတဲ့ဦးတည်ဆုံးခဲ့တဲ့သတင်းပဲဖြစ်ပါတယ်။ကြောင်တကူမှာကြောင်သားဟောင်းတဦးကတနန်နဲ့ပြကန်းလောက်ကြံပြပွားခဲ့တာကြောင့်စတဲ့ဦးတည်ဆုံးခဲ့တဲ့ဖြစ်စဉ်တည်းရဲ့ဩစတြေးလျနိုင်ငံမှာဂျမန်နီရပြပွားခဲ့ရလို့သိရပါတယ်။တကယ်လို့ကြောင်ပြုလုပ်ခဲ့သူဟာအသက်27နှစ်အရွယ်ရှိရဲ့အဆိုပါအကြောင်းမှာကြောင်းလက်ခဲ့သူတဦးဖြစ်ပြီးတရားဝင်ပိုင်ဆိုင်ထားတဲ့သူရဲ့ကိုယ်ပိုင်တနက်နှစ်လက်ကိုအသုံးပြုပြီးကြောင်းထဲမှာရှိတဲ့သူတွေကိုလိုက်လံပြစ်ခတ်ခဲ့တာပဲဖြစ်ပါတယ်။ လိုက်လံပစ်ခတ်လှုပ်ရှားမှုတွေလှုပ်ဆောင်ပြီးနောက်မှာကျူးလွန်သူဟာကျောင်းထဲမှာရှိတဲ့ယေရှုခံတစ်ခုထဲမှာကိုကိုကိုတနက်နဲ့ပြစ်ပြီးတော့အဆုံးစီရင်သွားခဲ့တယ်လို့ရဲတပ်ဖွဲ့ကတွေ့ရှိခဲ့ပါတယ်။တရားရရှိသူ၁၂ဦးရှိခဲ့ပြီးအသက်အန္တရာယ်ဆိုရင်ရတရားရှိသူတွေကိုလည်းပါရှိခဲ့တယ်လို့ဩစတြေးလျရဲတပ်ဖွဲ့ကသတင်းထုတ်ပြန်ခဲ့ပါတယ်။ဒီပြည်စင်ကဩစတြေးလျနိုင်ငံသမိုင်းမှာသူ့အစွန်စောပြည်စင်တရဖြစ်ခဲ့သလိုအစိုးရဘက်ကနိုင်ငံတော်အစေဝန်내ချင်းထိမ့်မှတ်ဖြစ်လဲတတ်မှတ်ခဲ့လို့သိရပါဗျ။ ဒီတဲ့င်းကိုတော့ငင်းချဲဝါပေးဖို့လားပါ